အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်ရဲ့ MM မျိုးလိုက် channel ကနေပြီးတော့ဒီကနေ့မှပြန်လည်ကြိုဆိုပါရခင်ဗျဒီကနေ့မှကျော်မေးစီရီကျွန်တော်ပြန်လည်မျှဝေပြီးတော့တက်ဆက်သွားမှာကတော့လာမယ့်ကျွန်တော်တို့အင်္ဂါနေ့ကျွန်တော်တို့7ရက်9လ2025မှာထွက်မယ်ဒူဒီကိုကျော်မေးစီရီဒီကနေ့မှကျွန်တော်ကစောစီစီလေးကောင်းဆုံးကနေကိုပြန်လည်မျှဝေပြီးတော့တက်ဆက်ခါချပြပေးမှာဖြစ်တယ် ပြီးခဲ့တယ်ကျွန်တော်တို့ကြာနေပါတယ်ကျွန်တော်တို့ကပတိမာတော့ကျွန်တော်တို့ရှစ်အောင်ခဲ့တယ်ရကြမယ်လို့လည်းထင်ပါတယ်ဖြေရကြသေးတယ်ရတဲ့သူလည်းကျွန်တော်တို့ PD1 သားလေးဖြေခဲ့ပါအောင်ပြီးခဲ့တဲ့ပတ်မှာတော့ကျွန်တော်တို့ကကျွန်တော်ပတိဒေတာရရှိခဲ့ပြီးတော့ဒေကွရီကျွန်တော်တို့ဝင်ကြီးဖြစ်သွားတယ်ပတိသမားတွေတော့ရကြမှတင်တယ်ဒီတစ်ပတ်မှာလည်းကျွန်မိတ်ဆွေအတွက်ကျွန်တော်တို့ကဒေကွရီပတိတွေကိုလည်းကျွန်တော်ရင်လို့ပဲကျွန်တော်တို့တကြအောင်အကောင်စုကြိုးစားပြီးတင်ဆက်သွားမှာဆိုတော့ဒီနေ့မှတင်ဆက်မယ့်ကျွန်တော်ဒီလက်ထွက်မူလေးကိုမတင်ဆက်ပေးခင်ကျွန်တော်ရဲ့ YouTube channel ဖြစ်တဲ့ MM မျိုးလိုက်ကိုလည်း surprise for any of sarane dio pina khonlong le ko ma dia thine de ke bi ji chin ne de ke ni ma thon lo tin set thon me site ga chai song the ga akon lo ko yue che thon lo bi pya ta tin san ma so lo de ni ma tin san me chwe thit si na bei pati akwe mu le ko le chwe mai sui de san song chi shu si chin ma de hoke yin song ni le chwe mai sui de ko chin naw ga thit si site de ne set tin mi do tin set pe do ma phit par de khamya ဟုတ်ကဲ့ကျွန်တော်ထိတ်စီ site လေးကိုစတင်ပြီးတော့ ွားမယ်ပေါ့နော်ကျွန်တော်ထိတ်စည်းဆိုင်လေးကကျွန်တော်ဘယ်နေစတဲ့ထိုးယူမလဲဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်တို့ကတည်ရဲခွန်ရဲကိုကျွန်တော်ပေါင်းမယ်တခွန်ပေါင်းခြင်းတခွန်ပေါင်းခြင်းဒီကျွန်တော်တို့ဒီမှာပါရတယ်ကျွန်တော်တို့ကရှစ်ဆိုပြီးတော့ရရှိပါတယ်ခင်ဗျโอเคအဲ့ဒီရှိသည်ကျွန်တော်မဖြစ်ရမလဲကျွန်တော်ဒီမှာရှိတယ်ကျွန်တော်တို့က၄ရယ်၄ရယ် တုံရည်လေးလေးတုံရပေါင်းခြင်းကလည်းကျွန်တော်ဒီနေရာမှာဖြစ်တော့ရှစ်ဆိုပြီးတော့ဆင်းတယ်တက်ခွန်ပေါင်းခြင်းနဲ့ရှစ်မို့လို့ကျွန်တော်ဒီမှာဒီလေးတုံရသုံးလုံးပေါင်းခြင်းရှစ်ဆိုပြီးတော့ပေးတဲ့ပုံစံနဲ့ပေါ့နော်ကျွန်တော်တို့မိတ်ဆွေတွေတို့ကျွန်တော်တို့ကထိတ်စီစိုက်ကိုကျွန်တော်တို့လာမဲ့တာကျွန်တော်တို့အင်္ဂါနေ့73ရက်နေ့အတွက်ကျွန်တော်ကဒီပုံစံနဲ့ထုံထုံပြီးအကောင်းဆုံးချပြတင်ဆက်မှာဆိုတော့ဒီစိုက်ကလည်းကျွန်တော်မိတ်ဆွေတို့အထောက်အကူပြုမယ်လို့မျှော်လင့်ပါတယ်ခင်ဗျာ ဟုတ်ပြီနောက်တစ်ဆိုက်ကိုသွားမယ်နောက်ဆိုက်ကလည်းကျွန်တော်တို့ဒီမှာရှိတယ်ကျွန်တော်တို့၃ညရဲ့ရှေ့ရကိုပဲကျွန်တော်တို့ထပ်ပေါင်းမယ်၃ညရှေ့ပေါင်းကြပါခင်ဗျာဟုတ်က၃ညရှေ့ပေါင်းခြင်းကလည်းကျွန်တော်တို့ဒီမှာပါရတယ်ကျွန်တော်တို့ရှေ့ဆိုပြီးတော့ရရှိတယ်အဲ့ဒီရှေ့ဒီတွေပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိတဲ့ခွန်ရဲ့၄ရဲ့၉ရဲ့ပေါ့နော်ကျွန်တော်တို့ခွန်၄၉ပေါင်းခြင်းကလည်းကျွန်တော်ဒီမှာရှေ့ဆိုပြီးတော့ဆင်းတယ်ခွန်ရဲ့၁ရဲ့ပေါင်းခြင်းရှင့်မို့လို့တဲ့၄၄၃ညပေါင်းခြင်းရှေ့ဆိုပြီးတော့ခြာပေးသွားသလို ရှစ်သူညာပေါင်းကြီးရှစ်ကားလေးခွန်နှစ်ကိုပေါင်းကြီးကျွန်တော်ဒီမှာရှစ်ဆိုပြီးတော့ချပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဦးထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတို့ပြတ်သားပြီးထုံထုံတင်ဆက်မယ့် site ကတော့ lameda 73ရဲ့9လ2025ရင်းအနေမှာထွက်မဲ့ဒူရီရဲ့ဒိတ်စီကလေးပဲဖြစ်တယ်အဲ့ဒါဒီလေကျွန်တော်တို့ဒီမှာရှိတဲ့ကျွန်တော်က9ရဲ့9ရဲ့ကိုနှလုံးပေါင်ပါတယ်95ပေါင်ခြင်းပေါ့ခင်ဗျာ95ပေါင်ခြင်းကလည်းကျွန်တော်တို့ဒီမှာ၄ကိုပေးတယ်အဲ့ဒီ၄တည်းပဲဘာဖြစ်ရမလဲကျွန်တော်ဒီမှာရှိတဲ့ဒီရဲ့ နှစ်ရက်တနှစ်ရက်လွတ်နေတဲ့ကနေတော့မောင်ကြီးဒီကျွန်တော်တို့လေးမှုဆိုပြီးဆင်ရမယ်တနှစ်ပောင်ခြင်းကားလေကျွန်တော်တို့ဒီမှာသုံးပဲရှိတယ်ပေါ့ခင်ဗျာသုံးခုကျွန်တော်တို့ကလေးဖြစ်ခြင်းရင်တစ်တလုံးထည့်ရင်တနှစ်တစ်ပောင်ခြင်းကားကျွန်တော်တို့ကလေးဆိုတော့ပြလိုက်တဲ့တစ်ကတော့ကျွန်တော်မိတ်ဆွေတွေလာမဲ့တာကျွန်တော်တို့အင်္ဂါနေ့7ရက်9လ2025မှာထွက်မယ်ဒူတီရဲ့ကျွန်တော်တို့ဒိတ်စီဖြစ်သွားပြီခင်ဗျာ ဟုတ်ကဲ့ခုစဉ်ကျွန်တော်မိတ်ဆွေတွေမြေတိုင်းတိုင်းပဲကျွန်တော်တင်ဆက်ပေးနိုင်တဲ့ဒီတထိပ်စီ site တွေကတော့ကျွန်တော်မိတ်ဆွေတွေကြိုက်ဆုံးထဲမှာပေါမိတ်မယ်ထင်ပါတယ်ခုစဉ်ကျွန်တော်ထိပ်စီပထမမူလေးပဲပြီးပြီဆိုတော့နောက်ထပ်ဒုတိယ site ထိပ်စီလေးကိုဆက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာဟုတ်ကဲ့ဒုတိယ site ထိပ်စီလေးကိုကျွန်တော်တို့ကြည့်မယ်ဒုတိယ site ထိပ်စီကလည်းကျွန်တော်တို့ဘယ်လိုပုံစံယူမလဲဆိုတော့ ဟုတ်ကဲ့ဒီဒီယာ site ထိပ်စီကလည်းကျွန်တော်ဘယ်လိုပုံစံယူလဲဆိုရင်ကျွန်တော်ဒီမှာရှိတဲ့ကျွန်တော်ခွန်ရခွန်ရကိုဆက်ပြီးတော့ပေါင်းတယ်ခင်ဗျာခွန်ခွန်ပေါင်းခြင်းခွန်ခွန်ပေါင်းခြင်းဒီ၄ပါ၄ကိုပါဝါချိန်နေပါရကျွန်တော်ဒီမှာကိုကိုပေးတယ်အဒီကိုရပါဖြစ်မလဲကျွန်တော်ဒီမှာရှိတဲ့6ရ၃ညရ၃ရ6၃ည၃ပေါင်းခြင်းကလည်းကိုမှုစင်းတယ်နောက်ပေါင်းခြင်းပါဝါမှု၃လုံးပေါင်းခြင်းပြန်ကြပုံစံနဲ့နောက်ထပ်ထိပ်စီဒီဒီယာ site ကိုလာမယ်ငါ၄၃ရနေအတွက် ထပ်မံပြီးတော့ကျွန်တော်ကအကောင်းဆုံးချပြပြီးတော့ထုံတို့တင်ဆက်ပေးထားပါရခင်ဗျာငပိနေနောက်ဆိုင်နောက်ဆိုင်ကြီးကျွန်တော်ဒီမှာရှိရ၈ရက်နေ့ရကိုပေါင်းတယ်၈နှစ်ပေါင်းခြင်း၈နှစ်ပေါင်းခြင်းတည်တဲ့တုံညာတုံညာကိုပါဝါချင်းနေပါရကျွန်တော်ငါဆိုပြီးရရှိတယ်အဲ့ဒီငါရေဘာဖြစ်မလဲကျွန်တော်ဒီမှာရှိတဲ့၆ရက်၃ရက်6ရေပေါ့เนาะ636ပေါင်းခြင်းကလည်းကျွန်တော်ဒီနေရာမှာငါဆိုပြီးပေးတယ်ခုံခုံပေါင်းခြင်းက၄တဲ့၄ပါဝါ9 633ပေါင်းခြင်း ကိုဆိုပြီးတော့ချပေးပြီးတော့၈နှစ်ပေါင်ခြင်းက3.3ပါဝါ9မို့လို့6နှစ်636ပေါင်ခြင်းကလည်းကျွန်တော်ဒီမှာ9ဆိုပြီးတော့ပေးနေတာဖြစ်ပါတယ်အခုတက်ပြီးတော့ကျော်မေဆွေတို့ကြိုးစားပြီးတော့တင်ဆက်မယ့်ဆိုင်ကလာမေတာ73ရက်နေ့ကျွန်တော်တို့အင်ကာနေ့မှာထမေဒူတီကိုထမ်းမှပြီးတော့တင်ဆက်ပေးသွားမှာဖြစ်တယ်။ Okay ဒါဒီနေ့ကျွန်တော်တို့ဒီမှာရှိရ9ရက်ခွန်ရက်ကိုကျွန်တော်ပေါင်းလိုက်တယ်9ခွန်ပေါင်းခြင်း9ခွန်ပေါင်းခြင်းကလည်းကျွန်တော်တို့က နှစ်ကိုရရှိတယ်နှစ်ကိုပေါ်ပါချင်းနေပါရကျွန်တော်ခွန်ဆိုပြီးတော့ရရှိတယ်အဲ့ဒီခွန်ရေးပါပြရမလဲကျွန်တော်တို့ဒီမှာရှိတယ်ကျွန်တော်တို့9ရေ10ရေလွတ်လေတဲ့ကလန်းတော့ပေါင်းရည်ဒီကျွန်တော်တို့ခွန်မှုဆိုပြီးဆင်ရမယ်ဒီမှာ9 10ကတော့ခွန်ဖြစ်နေပါပြီကျွန်တော်တို့ကသုံးလုံးပေါင်းခြင်းပုံစံသွားမှာဆိုတော့ခွန်ကိုခွန်ဖြစ်ချင်ရင်တုံညာထည့်ရင်တော့9 10တုံညာပေါင်းခြင်းကခွန်ဆိုတော့ဖြစ်လိုက်ကတော့ တုံညာကတော့လာမေတာကျွန်တော်23ရက်9လ2025အင်္ဂါနေ့မှာထွက်မဲ့ဒုတိယထိပ်စီဖြစ်သွားပြီခင်ဗျာအခုဆိုရင်တော့ကျွန်တော်မိတ်ဆွေတွေမြေတွေ့တဲ့အတိုင်းပဲကျွန်တော်တို့ဒီတထိပ်စီတုံညာထိပ်စီဆိုပြီးတော့ထိပ်စီကျွန်တော်ရရှိထားပြီဒီထိပ်စီလုံးတဲ့ကပဲထိပ်စီကဘောကျွန်တော်မိတ်ဆွေတွေခြိုက်ဆုံးအသာဆုံးဖြစ်မဲ့ဆိုတာလေးကိုလည်းကြံပြူစီခြင်းနဲ့အခုဆိုတော့ထိပ်စီ site လေးတွေပြီးပြီဆိုတော့ကျွန်တော်နောက်ပိတ် site လေးတွေကို ဆက်ပြီးတော့ကြည့်ကြအောင်ခင်ဗျာနောက်ပိတ်ဆက်ခါလေးကျွန်တော်ဘယ်လိုပုံစံသွားမလဲဆိုရင်ကျွန်တော်ဒီမှာရှိတဲ့6ရဲ့6ရဲ့ခွန်ရဲ့6ရဲ့ကိုပေါင်းနေပေါ့ခင်ဗျာခွန်6ပေါင်းခြင်းခွန်6ပေါင်းခြင်းကလည်းကျွန်တော်ဒီနေရာမှာပါရတယ်3ဆိုပြီးတော့ပေးတယ်အဲ့ဒီ3ဒီလေးပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိရဲ့4ရဲ့4ရဲ့9ရဲ့445ပုံချင်းကလည်း3ဆိုပြီးဆင်းတယ်နှလုံးပုံချင်း3က3လုံးပုံချင်း3ဆိုတဲ့ပြန်ကြပုံစံလေးနဲ့ပေါ့နော်ကျွန်တော်ကနောက်ပြီးပထမမူလေးကိုလည်းလာမဲ့တာကျွန်တော်က73ရဲ့နေကျွန်တော်တို့ အင်္ဂါနေ့တော့ထပ်မှန်ပြီးတော့ဒီပုံစံနဲ့ထပ်ပြီးထုံတော့ခါကျူစာအဖြစ်ထားတယ်ပေါ့ခင်ဗျာဟုတ်ကဲ့ကြိုက်တူမဲ့ site လေးဖြစ်မယ်လို့လည်းထင်တယ်ပြီးရင်နောက် site ကိုကြည့်ကြည့်နေကျွန်တော်ဒီမှာရှိရနှစ်ရ6ရက်ကိုကျွန်တော်ပေါင်းနေ6ပုံချင်းနှစ်ရ6ရက်ပုံချင်းကတော့ကျွန်တော်တို့ရဲ့8ကိုပေးတယ်8တိပါဖြစ်ရမယ်ကျွန်တော်ဒီမှာရှိရနှစ်ရ9ရက်9ရက်နှစ်9ပုံချင်းကလည်းကျွန်တော်ဒီမှာရှိဆိုပြီးတော့ခြာပေးပါရယ်ခင်ဗျာ ခွန်ရဲ6ရဲ့ပုံရဲ့သုံးမို့လို့တဲ့၄၄၅ပုံရဲ့သုံးဆိုပြီးတော့ချပေးထားခဲ့တယ်လို့နေ့ရဲ့6ရဲ့ပုံရဲ့10မို့လို့လဲ63 sorry နေ့ခွန်ကိုပုံရဲ့ကလည်း10ဆိုပြီးတော့ပေးနေပြီဖြစ်တယ်ရန်ကုန်လာတဲ့ထိပ်စီပုံစံဖြစ်တယ်အခုတက်မှန်ပြီးတော့လုံးဝ နောက်ပိတ်ပုံစံဖြစ်တယ်ပေါ့နော်အခုထပ်မှန်ပြီးတော့ကျွန်တော်မေးစေးတွေထပ်မှန်ပြီးတော့ဒီဆက်မဲ့နောက်ပိတ်ဆက်ကတော့လာမဲ့တာကျွန်တော်တို့73ရက်ကျွန်တော်တို့အင်္ဂါနေ့အတွက်ကျွန်တော်နောက်ပိတ်ဆက်လေးကိုထုတ်ပေးသွားမယ်ဟုတ်ကဲ့အဲ့ဒါဒီနေ့ကျွန်တော်ဒီမှာရှိတဲ့ခွန်ရဲ့ခူးရဲ့ကိုပေါင်းနေ ခွန်ကိုပေါင်းခြင်းခွန်ကိုပေါင်းခြင်းကတော့ကျွန်တော်တို့6ကိုပေးတယ်အဲ့ဒီ6ကိုပါပြရမယ်ကျွန်တော်ဒီမှာရှိတယ်2ရက်3ရက်လွတ်နေတဲ့ကဏ္ဍလုံးပေါင်းခြင်းဒီကျွန်တော်တို့6မှုဆိုပြီးဆင်းရမယ်2တစ်ပေါင်းခြင်းကတော့3 3ကို6ဖြစ်ခြင်းနောက်ထပ်3တလုံးထည့်ရင်2တစ်3ပေါင်းခြင်းက6ဆိုတော့ဖြည့်လိုက်တဲ့3ကတော့ကျွန်တော်မိတ်ဆွေတွေ့လာမယ်ဒါကျွန်တော်ရင်းကနေသတ်သောဟင်္ဂလာ2025အတွက် နောက်ပိတ်ဖြစ်သွားပြီဟိုဆိုရင်တော့ကျွန်တော်မြေတွေ့အတိုင်းပဲဒီထိတ်စီ၃ထိတ်စီတုံနောက်ပိတ်ဆိုပြီးတော့ခဏကောင်တစ်ခွက်တော့ရရှိပြီဒီကနေ့မှာကျွန်တော်တက်ဆက်ပေးဒီခဏကောင်တစ်ခွက်ကလည်းကျွန်တော်မေးဆွေးတော့ချိန်ဆုံထဲမှာပါမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခုဆိုကျွန်တော်တို့ဟာခဏကောင်တစ်ခွက်တော့ရရှိပြီနောက်ထပ်ဒုတိယဆိုင်နောက်ပိတ်လေးကိုကျွန်တော်မေးဆွေးလေးကိုထပ်မပြီးတော့ကျွန်တော်တက်ဆက်ပေးချင်ပါသေးတယ်ဟုတ်ကဲ့ကျွန်တော်ဒုတိယဆိုင်နောက်ပိတ်ဆက်လေးကိုထပ်ပြီးတော့ကြည့်ကြအောင်ခင်ဗျာ ဟုတ်ကဲ့ကျွန်တော်ဒုတိယဆိုင်နောက်ပိတ်ကလေးကဘယ်ရည်ထပ်သွားမလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာရှိတဲ့တရရှိရ6ရကိုပေါင်းတယ်ပေါ့ခင်ဗျာတရှိ6ပေါင်းခြင်းတရှိပေါင်းခြင်း9 9နဲ့6နဲ့ပေါင်းခြင်းဒီ9ကိုပေးတယ်အဲ့ဒီ9ဒီပါဖြစ်မလဲကျွန်တော်ဒီမှာရှိရ6ရ3ညာ9ရပေါင်းခြင်းကလည်း9ဆိုပြီးပေးတယ်3လုံးပေါင်းခြင်း9 3လုံးပေါင်းခြင်း9ဆိုပြီးတော့ကျွန်တော်တို့ကပေးတဲ့ပုံစံနဲ့နောက်ပြီးနောက်တစ်ဆိုင်အကောင်းဆုံးကိုလာမယ့်73ရရင်ကနေတွေ့ထမှန်ပြီးတော့調査တင်ဆက်ထားပါတယ် ပြီးနေနောက်တစ်ဆိုင်ကိုကျွန်တော်တို့ဆက်ကြည့်မယ်နောက်တစ်ဆိုင်ကလည်းကျွန်တော်ပြရသွားမယ်ဆိုရင်ပေါ့နော်ဒီမှာရှိရဲ့ကျွန်တော်တို့၃ညရဲ့၃ရဲ့6ရဲ့ပေါင်းမယ်၃ည၃6ပေါင်းခြင်းနံပါတ်1 6ပေါင်းခြင်းကတော့ကျွန်တော်တို့ဟာ ပါရလေငါဆိုပြီးရထားတဲ့ပုံစံပေါ့ခင်ဗျာနော်ဒီမှာ3ည36ပုံချင်းက9ဆိုပြီးတော့ပြီးတယ်တဲ့အဲ့ဒီကိုဒီလေဘာဖြစ်ရမလဲကျွန်တော်ဒီမှာရှိရ9ရဲ့3ရဲ့9ရဲ့ပုံချင်းကလည်း9မှုဆင်းသွားတယ်ခင်ဗျာတိရှိပုံချင်း9 9 6ပုံချင်း9 6 3ည9ပုံချင်း9ဆိုပြီးတော့ဆင်းထားတယ်3ည36ပုံချင်းက9 9ခုပုံရရတဲ့9ဆိုပြီးတော့ကျွန်တော်တို့ပြန်ချပုံစံနဲ့တောက်လျှောက်သွားနေတယ်အခုထပ်ပြီးတော့ကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်တင်ဆက်မယ့် site ကလည်းလာမယ့်တာကျွန်တော်တို့ 23ရက်9လ2025အင်္ဂါနေ့မှာထွက်မဲ့ဒုတိယနောက်တဲ့နောက်ပိတ်ကောင်းကလေးဖြစ်တယ်။အနာဒီတဲ့ကျော်ဒီမှာရှိရ9ရက်၊3ညရက်၊9ရက်ကိုပေါင်းတယ်9 3ညကိုပေါင်းခြင်း9 3ညကိုပေါင်းခြင်းကလည်းကျွန်တော်တို့ဒီမှာ8ကိုပေးထားပါတယ်။အဲ့ဒီ8တိရပါဖြစ်ရမယ်ဒီမှာရှိကနန်း3လုံးပေါင်းခြင်းကလည်းကျွန်တော်တို့ရှစ်မှုဆင်ရမယ်။ရှစ်ရှစ်ပေါင်းခြင်းဒီ6ပဲရှိပါတယ်။6ကိုကျွန်တော်တို့က8ဖြစ်ချင်ရင်နောက်ထပ်နှစ်တလုံးထည့်ရင်ရှင်းနှစ်ရှင်းပုံရံလာရှင်းဆိုဖြည့်လိုက်တဲ့နှစ်ကတော့ကျွန်တော်မိတ်ဆွေတွေ့လာမဲ့တာကျွန်တော်တို့ အင်္ဂါနေ့16ရက်လ2025မှာထွက်မဲ့ဒူတီရယ်ကျွန်တော်တို့နောက်ပိတ်ဖြစ်သွားပြီပေါ့ခင်ဗျာအခုစကြောမိတ်ဆွေတွေမြင်တွေ့တယ်ပဲဒီမှာကဏ္ဍကတော့ကျွန်တော်တို့3နဲ့3ညနဲ့ဆိုတဲ့ကဏ္ဍကိုရရှိသွားပြီဖြစ်တယ်ဒီကနေ့ကတည်းကဘေးကဏ္ဍကကိုကျွန်တော်မိတ်ဆွေတွေအတွက် ကျေးဇူးအားသာဆုံးဖြစ်မယ်ဆိုတာလေးကိုလည်းအကျံပြုစီခြင်းနဲ့ထူးထူးခြားခြားအနေနဲ့ရရှိထားတဲ့ကဏ္ဍကလေးတွေဖြစ်တဲ့အတွက်ကြိုက်တူမယ်လို့မျှော်လင့်ပါတယ်။နောက်ရက်နောက်ရက်တော့လည်းကျွန်တော်ကဒူဒီယိုသတိရောတည်ဆောက်မယ်ဒီဗီဒီယိုလေးတွေကျွန်တော်မိတ်ဆွေတွေချင်းနဲ့ပြင်ကြည့်တတ်မှတ်ပြီးတော့ကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ဗီဒီယိုဖိုင်လေးရောက်ကနေရော Subscribe ဆိုရဲစာတမ်းနဲ့ဒီပေးနာခေါင်းတော်လေးကိုဒီထားရပြီးကျွန်တော်တည်တည်မြောက်ဗီဒီယိုလေးကိုကျွန်တော်မိတ်ဆွေတွေချင်းနဲ့ပြင်ကြည့်တတ်မှတ်ပြီးတော့လည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်ဒီကနေ့မှာတော့ဒါကျွန်တော်ရဲ့အကြိုက်ဆုံးထဲကအစိုက်ကိုတွေးချက်ထုံထုံပြီးတော့တင်ဆက်ပေးထားတာဖြစ်တယ်ဒီကနေ့မှာကျွန်တော်မေးဆွေကျွန်တော်တင်ဆက်ပေးထားသည့်လမ်းမဲ့ဒါကျွန်တော်တို့73ရက်5လ2000နဲ့ဒါကျွန်တော်တို့25ပေါ့နော်7ရက်နေ့ကတော့ကျွန်တော်ပေးရဖြစ်တာဖြစ်တဲ့73ရက်နေ့ကိုဒီကနေ့မှာကျွန်တော်မေးဆွေတို့ကျွန်တော်တင်ဆက်ပေးထားခြင်းဖြစ်တယ်ဘာမှကဏ္ဍတွေကတော့ရေငုံလာတဲ့13နဲ့ တူညာနှစ်ဆိုတဲ့ကနေလေးကိုရရှိထားတယ်။နောက်ထပ်မေတ္တာလက်ဆောင်နဲ့ကျွန်တော်ကနှစ်3ဆိုတဲ့ကနေလေးကိုမေတ္တာလက်ဆောင်ထည့်ပေးပါရခင်ဗျာ။ကျေးဇူးကနေတလုံးကတော့တကူရရှိတယ်ပေါ့နော်။တချဲတယ်လို့တကူကစား၊သုံးချဲတယ်လို့အသုံးကိုကစားနိုင်တယ်ခင်ဗျာ။အခွေသမားတွေတော့က3 တုံညာနေလေးတော့ကိုခွေတော့အကောင်းဆုံးနဲ့ထီမီဖြစ်မှာပါမပတ်ချင်ဘူးကျွန်တော်ကထုတ်ခွက်လည်းမလို့ချင်ဘူးဒီအခွေလေးကတော့ထောက်ကူပြုမှာပါအကျူစားတင်ဆက်ထားပြီတော့ကြိုက်တူမယ်လို့မျှော်လင့်ပါတယ်ဒီကနေ့မှကျွန်တော်ဗီဒီယိုဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးလည်းဒီကနေ့နေ့ပေါ်ပါတင်ကြအောင်ဆိုတော့ပမာနေ့ဆူမကောင်းတောင်းပေးပါတယ်ကျွန်တော်ဗီဒီယိုလေးဝင်ရောက်ကြည့်ရှုမိတ်ဆွေအားလုံးအားလုံးစိတ်ချမ်းသာခြင်းခွေချမ်းသာခြင်းနဲ့ပြည့်စုံပါစေ စပီးတဘာဝပီယောဂပီပီမျိုးအနေချော်လွားပြီးတော့သာပြောရှင်နေဘွားကိုပြန်လည်ရောက်ရှိပါစေလို့ကျွန်တော်ဆုမကောင်းတောင်းရင်လည်းကျောက်ပီဂျိုလေးကိုဒီတော့နေပဲဆုံးသက်ရန်နာပါတယ်ခင်ဗျာလုံးပဲကံကောင်းရေရကြပါစေခင်ဗျာ